မြန်မာပြည်သူများရှင်ကျွန်မတို့တင်ဆက်ပေးမှာတော့ထိုင်းနိုင်ငံမှာရှိတဲ့သတင်းလေးနှစ်ခုကျွန်မဆက်ဆက်ဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်သတင်းနှစ်ခုပုံကက်ပြန်တင်ဆက်ပေးမယ်ပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့ထိုင်းနိုင်ငံကနေပြီးတော့ထိုင်းအာဏာပိုင်တွေကပြစ်ခွင်းလိုက်တဲ့မြားဒစင်ကဟိုစားမှတ်နှက်ကောင်ထိသွားရဲ့ရှင်မှတ်နှက်ကောင်ထိသွားရဲ့မှတ်ဆိုတာကျွန်မတို့နိုင်ငံမှာနိပိတ်တွေကိုခေါ်တာဒီလားနိပိတ်တွေကိုခေါ်တာပေါ့နော်သူတို့ကဟိုဗာလဲ ဘယ်လိုပြောသူများနိုင်ငံရောက်တဲ့ခါကျတော့နည်းနည်းလူဘာဝရတယ်လေလူဘာဝတော့ဟိုကကျတော့ကျွန်မနိုင်ငံလိုမှမဟုတ်တာရှင်ဟုတ်တယ်မလားလူဘာလာဘဝနဲ့ဟိုကတီးမှာပဲဗောနော်အဲ့တော့တီးလိုက်တာဗောရှင်နံပါတ်1အတီးခံရတဲ့အဖွဲ့ကတော့ Arsenal တော့စားတော့ဆိုင်ဖြစ်ပါတယ်ရှင်ထိုင်းတဲ့မှာကြီးညာထားတယ်ကျွန်မအတူချုံပြီးပြောပြပါမယ်အစီနန်းတော်ဆိုတာကတော့ Happy Bar and Kitty Club ဖြစ်ပါတယ်။အဲ့ဒီမှာဆိုမြန်မာဘာလို့နာမည်ကြီးရယ်ပေါ့နော်။အစီနန်းတော်ကိုထိုင်းအနာပိုင်တွေကဘယ်ချိန်ကြီးရယ်စောင့်ကြည့်နေကြတော့မသိဘူးရှင်။ဒါကဝင်ဖမ်းတဲ့အခါမှာလူအင်အားပေါ့နော်ရဲအင်အားလုံခြုံရေးအင်အား ဘောနော်စမှုစခွန်အုပ်ချုပ်မှုပါပါတယ်အုပ်ချုပ်မှုဦးဆောင်ပြီးတော့ April 28ရက်မှာအင်အား200ကျော်နဲ့ဝင်ဖမ်းတာ200ကျော်နော်လုံးဝကိုဘယ်သူမှမလွတ်အောင်ကိုဖမ်းချင်လို့ဝိုင်းပိတ်ပြီးတော့ဖမ်းချင်လို့အင်အား200ကျော်သုံးလာတာရှင့်အဲ့လိုသုံးပြီးတော့ဖမ်းစည်းရတဲ့အခါမှာတနက်တွေစီစံနေမိုးရေစေဝါတွေတွေ့တယ်ဆိုပြီးတော့သတင်းလေးမှလည်းတက်လာတာရှင့်အဲ့ဒီအာဆီနန်တော့မှာဆိုရင် ဒီအာဆီနန်တော်ကအခန်းတွေကိုအသုံးပြုပြီးတော့လေလိုင်းပေါ်ကနေပြီးတော့ကျမတို့နေတိုင်းထိုင်ဆဲနေရတဲ့သူတွေရှိရရှင်အဲ့လူတွေခြေနေမှကောင်းရလားမသိဘူးခြေနေမှကောင်းရလားမသိဘူးပေါ့နော်အဲ့လိုတော့ရှိပါတယ်ပြီးတော့မြန်မာ150လဲဖန်စီခံရတယ်လို့သိရတယ်ဘလုံးဆိုင်တော့ဘသူတွေပါဝင်လဲဆိုတာမသိရသေးပါဘူးရှင့်အခုကကြတော့ AC ရဲမင်းပေါ့နော်ရဲမင်းရဲ့ဟန်ပြအလို့သမားခေဟာကိုလေဒီထိုင်းအနာပိုင်းကနေပြီးတော့အပီးကိုဖြိုဖျက်ခဲ့ပြီးဖြစ်ပါရှင့် အဲ့ဒီသတင်းလေးကိုကျွန်မနည်းနည်းလေးပြောပြမယ်နော်ထားနိုင်ငံနယ်စပ်မှာရှိရဲ့ NUG နဲ့ PDF ထောက်ဖို့တူဖြစ်တဲ့ AC ရဲမင်းကဥဆောင်တဲ့လူကမာကေဟာပေါ့နော်ဟန်ပြလူကမာကေဟာဖြစ်ပါရှင့်အဲ့တော့အိုထိုင်းအနာပိုင်းကမေတ္တရနေမှာတီးပိုင်နဲ့ဖြိုးပြလိုက်ပြီဆိုတော့သိရပါရှင့်ဒီကေဟာဆိုရင်ထိုင်းနိုင်ငံမှာခလုံးနေထိုင်တဲ့မြန်မာဒုက္ခသည်တွေမြန်မာလူသမားဖူလုံရေးလောက်ကင်ခွင်လန်းတဲ့ဥပဒေရေးအထောက်ပံ့နေပေးရဲဆိုပြီးဟန်ဆောင်ထားပါတယ်တဲ့အဲ့လိုဟန်ဆောင်ပြီးရဲ့အခါမှာအကြမ်းဖက်ထောက်ပို့နေတဲ့အတွက်ထိုင်းအစိုးရကဒီအဖွဲ့ကိုတရားမဝင်အဖွဲ့အစည်းဖြစ်သတ်မှတ်ပြီးတော့ပိတ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့သိရပါရှင့် ဒီ AC ရဲမင်းတို့အဖွဲ့ကအကြမ်းဖက်ထောက်ပို့လားမပို့လားဆိုတော့မှတ်တမ်းတက်ပုံလေးကြည့်လိုက်ပါနော်တကယ်ကိုအကြမ်းဖက်သမားတွေပြီးတဲ့တွေနဲ့ပတ်သက်ဆက်သွယ်ပြီးတော့ရိတ်ခါတွေအိုးဆောင်တွေပုံနေတာဖြစ်ပါရှင့်ဒီတော့ထိထိုင်ထိုင်ထိုင်အနာပိုင်းနေရတဲ့ဒီလောက်ရက်ပါဘောနော်နိုင်ငံအတွက်မှာရှိရတရားမဝင်ရွှေပြောင်းလို့သမားတွေကိုခိန်းချုပ်ဖို့အတွက်ဆောင်ရွက်ထားတယ်ဆိုပြီးတော့သူကထင်မြင်ယူဆတယ်တဲ့ဟိုတော့တရားမဝင်ဝင်လာတဲ့သူတွေကိုခိန်းချုပ်ပြီးတော့ဒီလူတွေကြီးကနေခေါင်းမဖြတ်တဲ့ကိစ္စတွေပြီးတော့ဒီလူတွေအင်အားကိုစုစည်းပြီးတော့ဆန္ဒပြပွဲတွေပေါ့နော်ပြီးတော့ထိုင်းနိုင်ငံအတွက်ကိုခက်ခဲဖြစ်စေမယ့်ကိစ္စတွေဒါတွေလှုပ်ဆောင်နေဆိုပြီးသူတန်တရားဝင်နေပါရှင့် ဒါကြောင့်တို့ဟာဆိုရင်ဖြတ်သိမ်းလိုက်တာပြီးတော့ဒီ NUG နဲ့ဆက်ဆက်နေတဲ့အခွဲတွေတဲ့ထိုင်းနဲ့နယ်မြေတွေမှာလှုပ်ရှားမှုတွေပြုလုပ်မယ်ဆိုရင်လည်းတို့အနေနဲ့တင်းကျပ်စွာကြီးစုနေတယ်ဆိုပြီးတော့သတင်းရင်းမြစ်တွေကဖော်ပြထားတာမြင်တွေ့ရပါရှင့်ဒီတော့ဖြစ်စဉ်တွေအားလုံးခြုံကြည့်လိုက်မယ်ဆိုတော့ထိုင်းနိုင်ငံကနိုင်ငံတော်ချင်းပူးပေါင်းဆောင်ရွက်တဲ့ကိစ္စလေးကိုဒီဇိုင်းမဲ့မဲ့လှုပ်ဆောင်နေအောင်မြင်တွေ့ရပါတယ်။ဒီကြတာတော့ထိုင်းနိုင်ငံလက်ဆက်မှာနေပြီးတော့မြန်မာပြည်ကိုမီးမွေးနေတဲ့သူတွေပေါင်ကျင်းသွားတာတော့မှန်ပါပဲရှင့်အဲ့ဒီကျင်းတဲ့ဘောင်တစ်ဖြည်းဖြည်းသေးသေးလာမှဖြစ်ပြီးတော့နောက်ဆုံးသူတို့လည်းပဲအောင်ကြိုးခွဲဆွတ်တဲ့အချိန်ကြီးရောက်လာမယ်ဆိုတာတော့သိကြပါပဲရှင့် ်အကြအားလုံးကဘသူမပြုတ်မိမိမှုပါပဲเนาะအခုတို့တွေတိတ်နေရတဲ့ဖြစ်တဲ့အတွက်တဘွားတော်မဆန်ရတော့ဦးကျမတို့တို့ထင်လာတာတဘွားဆန်လို့ထင်လာတာဒါပေမဲ့တို့ဆန်မဲ့အရာကတဘွားတော်မကြည့်တော့ဘူးအခုတို့ကရမ်းများတော့လေသိလားအဲ့လိုဖြစ်တယ်ပေါ့เนาะဒီတော့အခုကကိုရောစဉ်းစားဖို့ရှင်းခုချိန်မှာတော့အားလုံးကတော့ငါဘက်ကနိုင်တယ်နင်ဘက်ကနိုင်တယ်ပြောနေကြရပဲဒါပေမဲ့ဆုံးရှုံးမှုတွေဖြစ်လာတာကြာရှုံးမှုတွေဖြစ်လာတာဘယ်ဘက်ကလဲဆိုတာကတော့ထင်သာမြင်သာရှိပါရဲ့ရှင့်မတက်လို့အခုချိန်မှာဆိုရင်ဒီသူစစ်မှုတန်းကလည်းခေါ်ဆောင်တဲ့အခါမှာအင်အားတစ်ခုထိရသွားပြီး အရာအလုံးမြို့တွေတော့ပြင်ရနေပြီရှင်ဟုတ်တယ်မြို့တွေတော့ပြင်ရနေပြီတချို့မြို့တွေဆိုလည်းတိုက်ကွက်တွေပေါ်တာတော်တော်ကောင်းနေပြီပြီးတဲ့အခါမှာအစ်စ်မြင့် drone တွေပေါ့နော် drone တပ်ဖွဲ့တွေပြီးတော့တရားဝင်ဝင်ထားတဲ့စမ်းသပ်တီတွင်တဲ့လက်နက်တွေစစ်စစ်စည်းစရာမှာအသုံးပြုနိုင်တဲ့ကိစ္စရတယ်ပေါ့ဒါလေးတွေကိုလည်းကိုပိုတတတာသုံးနိုင်လာတော့မြင်ရတယ်ရှင်မြမတက်တော့ကဒီလိုဒီလိုတိုးတက်လာပြီးရဲ့အခါမှာအကျမတ်သမားတွေကဒီလိုဒီလိုကြဆင်သွားခဲ့ပြီ။ဒါကို online ပေါ်မှာနေပြီးလေ့ကျယ်နိုင်နေရဲ့ဆိုတော့သိကြတယ်။အဲ့ဒီလူကတက်တက်နိုင်ငံသွားဖို့အတွက်လက်မှတ်ရလာပြီလို့ဖြစ်တယ်။အဲ့ဒါကြောင့်လေ့ကျယ်နိုင်တာ မြေပြင်မှာရှိရတူပြန်လေမကျဲနိုင်တော့ဘူးเนาะခဏနေအလင်းဝင်လာကြပြန်ပြီ PJ တွေခဏနေထွက်ပြေးသွားကြပြန်ပြီခဏနေကော့ကိုတတ်သိမ်းကြပြန်ပြီ PJ တွေဒေါ်လဲမှာသွားကြည့်လိုက်နားနဲ့တော့မဆန့်သူဒုက္ခတရားတွေကဒါကိုနိုင်တယ်လို့ online ပေါ်ကနေអော်ရဲသေးတယ်ဆိုတာကတော့တော်တော်ကိုချင်းစာသိမ်းမရှိရပဲကို့အချင်းချင်းပြန်ပြီးတော့တစ္ဆာဖောက်နေတာပဲရှင့်တိလာခါကြရင်ကျမတို့ကလေတိုက်ပွဲရပြီးသွားပြီတိလာတိုက်ပွဲရပြီးသွားပြီကျမတို့ကကျမတို့နိုင်ငံမှာအင်အားစုပေါ့เนาะနီပိတ်နဲ့ဘောမနဲ့ရှင်ကြရပေါ့ ဘောမတွေနိုင်သွားပြီရှင် နိုင်သွားပြီတကယ်နိုင်သွားပြီဘောမတွေရဲ့အနာဂတ်ကလှပတာဖို့ပဲရှိရော်တယ်เนาะအချိန်နဲ့ရုပ်ောက်ပွေးလေးပြင်ရမယ်မဲပေးကြမယ်ဘဝကတရားဖြတ်တန်းကြမယ်ကျမတို့ကြုံခဲ့ရတဲ့ဒီဘောမဆိုရဲ့လူလန်းစားပေါ့เนาะဘောမဆိုတာရှင်းပြအခုကောင်းကြီးပြောတာပေါ့တကယ်တော့အေဂျင့်ဆိုတာနေခြင်းနဲ့ပြည်သူတွေပါเนาะဒီပြည်သူတွေရဲ့အနာဂတ်ကကောင်းဖို့ပဲရှိတော်တယ်ရှင်နည်းနည်းလေးတော့တောက်ခံဖို့လိုတာပေါ့เนาะဒီတော့ဒီပိတ်တဲ့ဘောမပြန်ပွဲမှာဘောမနိုင်သွားပြီရှင် เนาะဘာကြောင့်နိုင်လဲဆိုတော့တသက်ပြကြချက်တွေကိုကျမတို့နေတိုင်းပြောတဲ့တဲ့နေနေနားထောင်ကြည့်မယ်ဆိုရင်နေပြမှာဖြစ်တဲ့အရာကြီးကြည့်မယ်ဆိုရင်သိရှိနိုင်ပါရဲ့ချက်เนาะကျမတို့တော့ရှောက်ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးเนาะအားလုံးကသိရတဲ့ကိစ္စအားလုံးကလူတွေပဲအုံနောက်ရှိရအားလုံးကသမင်းစားပြီးတော့ကြီးလာကြတဲ့သူတွေကြီးပဲအုံနောက်ရှိရဟုတ်တယ်မလားကျမတို့ပြောတဲ့တဲ့မှန်လားမမှန်လားနေပြမှာတိုက်စစ်အတိတ်တားကြီးပဲဟာ ပြည်ပြေးတွေနော်တော်လန်ရေးကိုလိန်ညာပြီးတော်လန်ရေးကလည်းထမင်းစားရတဲ့လူတွေကတော့လိန်နေဦးမှာပဲသူတို့ကတော်လန်ရေးကိုမပြီးစေချင်ဘူးလေမပြီးဖို့အတွက်ကရှုံးတယ်လို့ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးအောင်းနေအောင်းနေနိုင်မယ်နိုင်မယ်ဆိုပြီးတော့တောက်ခံသွားမှာတော်လန်ရေးကမပြီးမှာအဲ့တော့မှအဲ့တော်လန်ရေးရှိနေမှာသူတို့ထမင်းစားရမှာလေတော်ပြီတွေစဉ်းစားတတ်ဖို့ပြောပြတာပါသူတို့ပြောတာယုံပြီးတော့99ပြီးဆိုပြီးတော့ကိုဘွားကိုထပ်ပြီးစတေးမယ်ဆိုတော့လည်းဒါကိုထိုင်တဲ့ကိုကံလို့ပဲပြောလိုက်ချင်ပါရဲ့ရှင့် เนาะဒါကတော့ထိုင်းနိုင်ငံမှာဖြစ်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့အနိုင်ဆုံးလေးကျွန်မခွဲပြတာဖြစ်ပါတယ်။ကျွန်မခွဲပြတာမကျင်နဲ့ဘူးဆိုလဲကိုယ့်ကိုကိုယ်ညံမီတော့စဉ်းစားပြီးအနိုင်ဆုံးခွဲလို့ရရယ်เนาะဒါကတော့ကိုယ့်ယူဆနဲ့ကိုပဲ။အဲ့ကိုယ့်ယူဆနဲ့ကိုပဲကျွန်မကဘာလို့ယူဆအောင်မှာဘာမှလိုက်ပြီးတော့ပြောမှမဟုတ်ဘူး။ဟိုတိုင်းရှင်းလာတော့ပဲလုပ်မယ်ပေါ့เนาะသိပြီးတော့ပြောချင်ဦးဒီတော့ကိုယ့်အကိုကိုယ့်ဘက်ကနိုင်နေထင်လို့ရှင်ငါတို့ဘာကြောင့်နိုင်လဲဆိုတော့ကိုယ့်တက်တဲ့ပြချက်နဲ့ကိုပြောကြ။เนาะကျွန်မတို့တော့လာမဆဲနဲ့ကျွန်မတို့တော့ဆဲလဲကိမ့်ဆိုင်ဘူး။ဖြစ်ချင်တော့လေဖြစ်ချင်တော့ view ဆိုင်မနေဘူး။ တိလားသူတို့ပြောလို့ကျမတို့ဒေါသနေတော့မထွက်ဘူးအဲ့ဒါကျမတို့အနိုင်ရရှိခြင်းပဲကျမတို့ကမှော့အောင်သွားပြီဒီလောကမှာမှော့အောင်သွားပြီเนาะကျမတို့လာဆဲလဲကျမတို့အေးအေးပဲထိုင်နေအောင်ငါ့ကိုဆဲနေပါလားဆိုတော့ဒီလူပြောတဲ့အချက်တွေကနေအားနည်းချက်တွေကျမတို့ရှာထုတ်နိုင်တဲ့အဆင့်တွေကိုကျမတို့ကမှော့အောင်သွားပြီတိလားအဲ့ဒီပုံမှာ emotion လည်းမရှိဘူး one nation လည်းမရှိဘူးဒေါသထွက်ခြင်းလည်းမရှိအေးအေးထိုင်လားထောင်ပြီးတော့ဒီကောင်ကပြောတဲ့မှာဘာအားနည်းချက်ရှိလဲဆိုတော့ခိုင်းကြည့်နိုင်တဲ့အထီကိုကျမတို့ကမှော့အောင်သွားခဲ့ပြီရှင့်အဲ့ဒါကျမမှမဟုတ်ဘူးကျမတို့ဘက်ကမိဘဖြစ်သူတော်များလည်းမှော့အောင်သွားပြီ ဘာကျွန်တော်တို့ဘလော့ဆဲဆဲအွန်လိုင်းပေါ်နေဘလော့ချင်းချောက်ချင်းချောက်ကျွန်တော်တို့လုံးစာရှိရလောက်တယ်ကျွန်တော်ဝိပါပြီသူတွေအားလုံးကအဲ့လိုပဲနော်ပြီးတော့ဘောမတွေကမော်အောင်သွားပြီဖြစ်တဲ့အတွက်ဒီပိတ်တွေကျက်တော့ဆဲနော်ဘောမတွေကြီးဆိုင်တော့နော်အဲ့လိုခေါင်းတွေမှာထည့်ထားစေချင်ပါရှင့်နော်ဟောဘယ်လိုပဲဖြစ်ဖြစ်တော့နော်ပြပြတာပါဒီပိတ်တွေအစဲထူတော့လေကျမတို့ကလည်းဆဲတဲ့အပိုင်းမှာမော်အောင်သွားတော့ခတ်တယ်ခတ်သွားပြီပေါ့နော်သူတို့ကျမတို့ဘလုံးမတွန်းဆန်လို့မရတော့ခြေနေကအဲ့လိုရှိပါရှင့်ပြီးတော့ဘသူတွေပါပဲပြပြဘလိုပဲဝေဖန်ဝေဖန်ကျမတို့နိုင်ငံတော်အတွက်လုံးစာရှိရဆက်လုပ်ကြအောင်ပါရှင့် ဒါလေးရတာကျမတို့အားလုံးရဲ့မှန်ကန်သောရွေးချယ်မှုသာဖြစ်ပါလိမ့်မယ်ရှင်။ကျမတို့တရင်တန်ဆမှုတွေကိုအငြင်းတမ်းအားပေးခဲ့ကြတဲ့မိဘပြည်များအားလုံးဆက်ချနာကိုကြမှာကြပါစေ။ကျမတို့ကောင်းသောအနာဂတ်လေးတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ Prime Media ဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။